Hello အားလုံးပဲမိင်္ဂလာပါ။ United Show ကနေကြိုဆိုပါရစေ။ကျွန်တော်ပရီးမီးယားလိပွဲစဉ်ဆက်နှစ်မှာဆိုလို့ရှိရင် Manchester United နဲ့ Everton တို့ရှင်မင်းကစားမယ်ပေါ့ဆိုတော့အဲ့ဒီတွေ့ကျွန်တော်တို့ကပွဲကြိုသုံးသက်ချက်ပါသူတို့ပြင်ကျွန်တော်တို့ဒီနေ့တင်ကြားထဲမှာအခြေအနေတွေဘယ်လိုရှိနေတယ်လဲ Everton ရဲ့ဘက်ကတော့ကျွန်တော်တို့အခြေအနေတွေဘယ်လိုရှိနေတယ်လဲပေါ့ကိုယ်အသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာအနိုင်ယူပြနိုင်မလားဆိုတော့အားလုံးပဲမိင်္ဂလာပါအားလုံးပဲမိင်္ဂလာပါ injury ပြဿနာတွေပါတွေကိုလည်းကျွန်တော်မနက်ကကျွန်တော်ပေါ့နော်မနက်ကကျွန်တော်ပြောခဲ့တယ်လို့ပဲအဲဘယ်လိုပြောမလဲ ဟိုလစ်ချာတို့ဘာတို့ပေါ့နော်ပြန်ပြီးတော့ဒါနီးဆက်နေပြီပေါ့နော်ဟယ်ရီမကွိုင်းရတို့မပါနိုင်ဘူးပေါ့နော်ဒါလေးနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ကြောက်ပြောခဲ့ကြပြီโอเคဆိုတော့ပွဲထွက်လူစင်းနေကျွန်တော်တို့ဒါခံမန်းလို့ရနေပြီဗျာတည်တယ်နော်အချင်းကြီးကလေဆိုတော့မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါဆိုတော့ဒီပွဲကကျွန်တော်တို့ဒီတနင်္လာနေ့ညအင်္ဂါနေ့မနေ့နှစ်နာရီခွဲမှာရှင်မင်းကစားမယ်ပေါ့နော်ပရီးမီးယားလေးရဲ့ကျွန်တော်ကနောက်ဆုံးပွဲစဉ်၁၂ပွဲပါဆိုတော့လက်ရှိ Everton နဲ့ပတ်သက်လို့အရင်ဆုံးကျွန်တော်ကြည့်ကြည့်အောင် အေဗာတန်ကပရီးမီးယားလိပွဲစဉ်17ပွဲကစားပြီးတဲ့အချိန်မှာသူတို့၄ပွဲနိုင်ထားပါတယ်။၃ပွဲတည်းကြာပြီးတော့သူတို့၄ပွဲရှုံးနိမ့်ထားတယ်ပေါ့။ကိုရီအသင်းနဲ့၃မှတ်ပဲကျွန်တော်ကွာပါတယ်။မန်ချက်စတာယူနိုက်တက်နဲ့၃မှတ်ပဲကျွန်တော်ကွာတယ်။တိုက်စစ်ကသူတို့12ဂိုးရပြီးတော့ခန်းစစ်က73ဂိုးပြန်ပြီးထားရပါတယ်။နော်73ဂိုးပြန်ပြီးထားရတယ်။ဆိုတော့အေဗာတန်ရဲ့နောက်ဆုံးပရီးမီးယားလိပွဲစဉ်၅ပွဲကိုကျွန်တော်ကြည့်တဲ့အခါ၂ပွဲအထိသူတို့နိုင်ထားပြီးတော့ဒါသူတို့၄ပွဲရှုံးထားတယ်၁ပွဲတည်းကြာထားတယ်။ အဲ့ဒီတဲကမှနောက်ဆုံး၄ပွဲမှာသူတို့တပွဲနိုင်ထားတယ်ပေါ့နော်ဆိုတော့ Everton ဟာသူတို့ David Moyes ရဲ့လက်အောက်မှာအမှန်ကန်ပြန်ပြီးတော့ကောင်းလာတဲ့အသင်းတွေမှာကျွန်တော်တို့ပါတယ်ပေါ့နော်ဆိုတော့ Everton ကပို့ပြီးတော့ကောင်းလာတဲ့အသင်းတွေမှာကျွန်တော်တို့ပါတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးတုံ့ပြန်ပြမလဲ Everton ဟာကျွန်တော်နောက်ဆုံး Premier League မှာ Manchester United နဲ့တွေ့တဲ့နောက်ဆုံး6ဂျိန်9ဂျိန်လောက်မှာကိုပဲ United ကိုအနိုင်ရထားတာမရှိသေးပါဘူးเนาะနောက်ဆုံးတစ်ဂျိန်ကစားထားတဲ့အနေထားဆိုတစ်ဖက်ကို2-0စီလာမျိုးကျွန်တော်တည်ကြထားတာ ်အမ်မိုရင်စရောက်တုန်းကဒုတိယမြောက်ပွဲဖြစ်အေဗာဒန်နဲ့ကျွန်တော်ကစားရတယ်။လေးဂိုးကူမရှိဆိုတဲ့ရန်လင်းနဲ့ကျွန်တော်အနိုင်ရထားဘူးတယ်ပေါ့။နောက်ဆိုတော့နောက်ဆုံးအေဗာဒန်နဲ့အမ်မိုရင်တို့တွေ့တဲ့နှစ်ချိန်မှာအမ်မိုရင်ဟာရှုံးပွဲမရှိသေးဘူး။တပွဲတည်းရတပွဲနိုင်ဆိုတဲ့ရလတ်မျိုးယူထားတယ်လို့ပဲကျွန်တော်ပြောရမယ်ပေါ့နော်။ဆိုတော့ဒီနေရာမှာအေဗာဒန်ရဲ့ခံစစ်ကကောင်းပါတယ်ကျွန်တော်ဆက်တပွဲမှာ73ဂိုးပဲပြရသေးတာတော်တော်ကိုခံစစ်ကြစ်လစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ကိုရီကတော့ဆက်တပွဲမှာ78ဂိုးပြီးထားရတယ် တော်တော်ကိုစူးစူးဝါးဝါးတွေမှာပါပါတယ်ပေးရတဲ့ပီကူပါဗောနော်ဆိုတော့ Everton နဲ့ပတ်သက်လို့ကျွန်တော်ကြည့်ကြည့်ရရင် Everton ကအခုလက်ရှိကျွန်တော်ဗောနော်ဒါ United ရဲ့အိမ်ခွေမှာကျွန်တော်လာကစားရမယ်အဲ့တော့ Everton ရဲ့ DR ဒီ Premier League ပွဲစဉ်17ပွဲကစားပြီးတဲ့အနေအထားမှာအဝေးကွင်းကိုသူတို့9ပွဲကစားပြီးသွားပါပြီเนาะအဝေးကွင်း9ပွဲမှာသူတို့2ပွဲအနိုင်ရထားတယ်2ပွဲတည်ကြီးကြပြီးတော့3ပွဲအထိ Everton ကရှုံးနေထားပါတယ် အေဗရန်ဟာလက်ရှိ17ပွဲလို့မှာသူတို့ဗောနောရှုံးပွဲ၄ပွဲကျွန်တော်ရှိထားတယ်အဲ့ဒီတဲကအိမ်ဝင်းရှုံးတာသူတို့တပွဲပဲရှိပါတယ်နောက်ထပ်3ပွဲရှုံးနေတာကတော့ဒါအဝေးဝင်းကနေကျွန်တော်လာတယ်ဆိုတော့အဝေးဝင်းအချိန်ကြီးမကောင်းဘူးလို့ပြောရမယ်ဗောနောဒါအပြင်အဝေးဝင်းမှာလည်းအေဗရန်က9ပွဲကစားပြီးတဲ့အချိန်တိုက်စစ်က9ခုရထားပါတယ်ခန်စစ်က8ခုထိပြန်ပြီးထားရတယ်ဗောနောအိမ်ဝင်းမှာဒီရာဒီတိုက်စစ်ခန်စစ်နဲ့ရက်လက်ပိုင်းနေအေဗရန်ကအများကြီးပူကောင်းနေပြီးတော့အဝေးဝင်းမှာတော့တော်တော်ကိုတိုင်ပတ်နေပါတယ် ော်အဝေးကွင်းမှာလည်းကျွန်တော်တို့တော်တော်တိုင်းပတ်နေတယ်ဆိုတော့ဒါကကျွန်တော်တို့ကြည့်ရင် United တဲ့ပေါ့နော်တို့တို့ဒီအာသာချက်ကတော့အတိုင်းအတာတစ်ခုဒီအချိန်ကြီးကောင်းနေလို့ကျွန်တော်ပြောရမှာပဲဆိုတော့ဒါအဝေးကွင်းနဲ့အဝေးကွင်းတိုင်းပတ်တဲ့ Everton နဲ့ကျွန်တော်ရှင်မယ်ဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ Cody Manchester United ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် United က DR ဒီဆက်တပွဲကစားပြီးတဲ့အချိန်မှာအဝေးကွင်းအိမ်ကွင်းကကျွန်တော်၅ပွဲပဲကစားထားရပါသေးတယ်အိမ်ကွင်း၅ပွဲမှာ Manchester United က၄ပွဲထိကျွန်တော်နိုင်ထားပါတယ် နော်လေးပွဲကြီးကျွန်တော်နိုင်ထားတဲ့တပွဲရှုံနေထားပြီးတော့တည်ရပွဲမရှိဘူးအဲ့ဒီရှုံနေတဲ့ပွဲကပွဲစဉ်တက်အာဆင်နယ်နဲ့ရှင်မင်းကစားခဲ့တဲ့ပွဲပေါ့နော်ဆိုတော့တိုက်စစ်ကအဝေးအိမ်ဝင်း၅ပွဲမှာတိုက်စစ်ကကျွန်တော်၁၁ဂိုးရီရထားပါတယ်၁ဂိုးရီရထားပြီးတော့ခန်းစစ်က၆ဂိုးပြန်ပေးထားရတယ်ပေါ့နော်တွေးကြည့်ရင်အချိန်ကြီးကမဟန်မှုပြားတည်တာကျွန်တော်တို့ခန်းစစ်ကတတော်ကိုစိတ်ပူစရာကောင်းနေတယ်မှာပါတယ်နော်ခန်းစစ်ကတတော်ကိုစိတ်ပူစရာကောင်းနေတယ်မှာပါတယ်ဆိုတော့ဒီပွဲမှာလည်းခန်းစစ်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အနေနဲ့ အားရကျင်တဲ့စရာကောင်းနေတယ်မှာမပါဘူးလို့ကျွန်တော်ပြောရမယ်ပေါ့နော် Everton ရဲ့ဘက်ကညူရိုတည်တဲ့အချိန်မှာကျွန်တော်တို့ဒီ Eleman Anjie တို့အလားပြီးလို့ချင်း Jack Grealish တို့ကတအားကောင်းနေတာပြီးလို့ချင်း James Garner တို့ပေါ့နော်ပြီးလို့ချင်းကျွန်တော်နေနဲ့အဲ့နံပါတ်10ရုံးမှာကစားနေတဲ့ Dubris Halls တို့ကတော်တော်လေးကိုကျွန်တော်ကောင်းနေတဲ့နေရာမှာပါတယ်လို့ကျွန်တော်ပြောရမယ်။အဲ့တော့ United တို့ရဲ့ကျွန်တော်ဒီပွဲဟာစိန်ခေါ်မှုကြီးလာအောင်ပဲပွဲပါကျွန်တော်တို့မလွယ်ဘူးပေါ့နော်။ဆိုတော့ဒီလိုမျိုးအိမ်ဝင်အဝေးဝင်မှာ ဥရီကိုဒုက္ခပြနိုင်စွမ်းရှိတဲ့ခံစစ်တိုက်စစ်လည်းကောင်းနေတယ်ဆိုတဲ့အသင်ကိုဥရီကအနိုင်ယူနိုင်ဖို့အတွက်ကျွန်တော်လိုတယ်ပေါ့။နော်ဆိုတော့ကိုအသင်ရဲ့ပွဲထွက်လူစင်းနေတဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ပြောစရာတွေကျွန်တော်ရှိပါတယ်နော်။အားလုံးပဲမင်္ဂလာပါ။ဆိုတော့အဲကျွန်တော်ပွဲထွက်လူစင်းတွေကိုကျွန်တော်ကြည့်ကြည့်ရရင်တော့ဂူသမားနေရာမှာတော့ကျွန်တော်သာပါနော်။ Lemons Bay ပေါ့ဗျာ။နော်အပြောင်းလဲလို့လို့ကျွန်တော်မဖြစ်ဘူး။ဟိုတနေ့ကတူရကီနဲ့စပိန်လားမသိဘူးကစားတဲ့ပွဲမှာတော့နော် LG Bayern ကမင်း lesson ဒီပါကြီးပြ ပြီးတော့ပုတ်သွားတာပဲ။ ဒါပေမဲ့လို့ကျွန်တော်တို့ဗောနော Lemons ကိုတော့ကြော်ပြီးတော့ပွဲထွက်ခွင့်ရမှာမဟုတ်ဘူးဗောနော Lemons ကဒီနေ့က Lithuania နဲ့လာမသိဘူး Seven Seas နဲ့နိုင်တဲ့ပွဲမှာ clean sheet တွေပါတယ်သူရတယ်ဗောနော်ဆိုတော့ Lemons ကကျွန်တော်တို့အနေနဲ့မေကွန်ထုတ်ဆရာမရှိပွဲထွက်ခွင့်ထပ်ပြီးတော့ရအောင်မြေဗောနော်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗောနော်နောက်တန်း၃ယောက်နေရာမှာဆိုလို့ရှိရင်တော့ဖြစ်နိုင်ချေအများဆုံးကဒီ၃ယောက်ပါပဲကျွန်တော်တို့မှာဒီ Harry Maguire က injury ပြဿနာကြောင့်ပါနေမှာမဟုတ်ဘူးဗောနော်အဲ့တော့ D-League ရှိမယ် Lenny Yoro ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကလူချောရှိမယ်ဗော။ ။ဒေဆန်လိုမာရီနက်စ်နဲ့ပတ်သက်လို့တင်းနေထွက်နေတဲ့ပြန်ကစားမှုနှိစက်နေပြီးပြောနေပြီးမယ်လို့လစ်ချာကိုကျွန်တော်တို့ဘောနော်ဒီပွဲမှာပွဲထုတ်လာလေဦးမယ်လို့ကျွန်တော်ထင်ပါဘူး။ဆိုတော့မာရီနက်စ်ကိုကျွန်တော်မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်ဘူးဘောနော်။ဆိုတော့ဒါကတော့အသင်းမှာဖြစ်နိုင်ခြေရှိတဲ့စန်တာဘက်၃ယောက်ပေါ့ဗျာ။ဒီနေရာမှာလူရှောနဲ့ပတ်သက်လို့ရှိရင်တော့ခြေစွမ်းကောင်းပါစေတော့ပြီးလို့ရှိရင်ဒီမျော်လင့်ရမှာဘာလို့လဲဆိုတော့ အဲအဲ့ဒီဘက်ကျန်က NGI တို့ဘာလို့ကတအားကောင်းနေပြန်သီးလားလူကျော်ရဲ့ခြေသွန်းကတခါတလေကြာလို့ချင်း consistent မဖြစ်ဘူးပေါ့နော်တပွဲနဲ့တပွဲမှာဆိုလို့ချင်းခြေသွန်းကမတည်ငြိမ်မှုပြန်သီးလားအဲ့တော့လူကျော်တို့ဘာလို့ပိုကောင်းနေဖို့ကျွန်တော်မျှော်လင့်ရမယ်ပြီးရင် Lenny Euro ပေါ့ Euro ဘက်ကလည်းမှန်တမ်းပြောလို့ချင်းကျွန်တော်တို့က Winbus ကတော်တော်ကိုလွတ်လွတ်ဝမှာပါ Euro ဘက်ကအဲ Grealish တို့ဘာလို့ဆိုတာမျိုးက hold up play တွေ link up play တွေ chain creation တွေတအားကောင်းနေတယ်မှာပါတယ်ပေါ့နော်အောက်နောက်တစ်ခုကတော့ အေဗာတန်ရဲ့ဘက်ကအမြင်ပေါ်နဲ့ကိုရီနောက်တန်းကိုဒုက္ခမပေးပါစေနဲ့လို့ကျွန်တော်မျှော်လင့်ဖို့ပဲ။ဘာလို့လဲဆိုတော့အေဗာတန်က physical ဘိုင်းတော်ကောင်းနေတယ်မှာပါတယ်ပြီးလို့ရှိရင်မြင်မြင်စင်စင်ကစားရတဲ့ကစားမတွေဖြစ်တယ်ပေါ့နော်။ပြီးရင်ကျွန်တော်ရဲ့ခံစစ်ကဒီလစ်ကလွဲလို့ရှိရင်လူရှော်တို့ဒီလန်နီယိုတို့ဆိုတာမျိုးကလုံးဝခြေစွမ်းအရာဆိုပါအမြင်ပေါ်တွေအရာဆိုလို့ရှိရင်တော်တော်လေးတိုင်ပတ်ပြီးတော့ physical ဘိုင်းမှာလည်းတော်တော်လေးတိုင်ပတ်တဲ့နေရာမှာပါတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ခံစစ်ဘိုင်းမှာအဲ့လိုအားနေချက်တွေတော့ကျွန်တော်ရှိတယ်။လူရှော်ကတော့ဒီဘက်မှာတော်တော်ကို တာဝန်ပူကြည့်မဲ့ကစားမလို့ကျွန်တော်တို့ထင်နေပေါ့နော် left wing backs မှာတော့ကျွန်တော်ကတော့ patrick dugu ပဲပါလိမ့်မယ်လို့ထင်နေကျွန်တော်အနေနဲ့ patrick dugu ကိုကျွန်တော်အားကိုးတာပေါ့နော်ဂျန်နေကစားမကတော့ကျွန်တော်မရှိဘူးเนาะဒါတော့လည်းအဆင်မပြေဘူးမာဇရာဝီဘကလည်းအဲ့ဘက်ခြမ်းကိုကစားလာမှာမဟုတ်ဘူးမာလာဆီယာတို့ဘာလို့လဲကစားခွင့်ရမယ်လို့ကျွန်တော်မထင်ဘူးတော့ patrick dugu ပဲမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်မြင်ကျင်တော်လည်းပဲကွင်းလယ်နှစ်ယောက်ကအပြောင်းအလဲမရှိပါဘူးเนาะလောလောဆယ်မှာဆိုလို့ရှိရင်ကိုဝီမင်းနူးတို့ဘာလို့ပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူး မနေ့ကလည်းအတင်းနဲ့လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ဘူးမင်းနူးကဆိုတော့ဒီနေ့လေ့ကျင့်ခန်းမှာတော့ဗောနော်လေ့ကျင့်ခွင့်နေမှာဆင်းနိုင်နိုင်မယ်လို့အမိုရင်းကတော့သူယုံကြည်ထားတယ်ဗောအဲ့ဒီတော့ကျွန်တော်တို့နေမင်းနူးကတော့လူစင်းတဲ့ကိုပဲပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပွဲထွက်လူစင်းမှာတော့ပါလာလိမ့်မယ်လို့မထင်ဘူးဗောနော်ဒါအပြင်ကက်စမဲရိုနဲ့ဘရူနိုဖန်နက်စ်နှစ်ယောက်ကတော်တော်လေးကိုအတွေ့ဖက်မိနေပါတယ်အဲ့ဒီတော့ဘယ်လိုပြောမလဲကက်စီကိုလူစားလဲလိုက်ရင်တော့မှကျွန်တော်တို့ကတိုင်းပတ်သွားတဲ့အတင်းနဲ့မှာပါတယ်ဆိုတဲ့အခါကျတော့ကွင်းလယ်မှာကက်စမဲရိုဘာလို့ကိုဗောနော်ပွဲထွက်လူစင်းနဲ့မှာထက်မလာလို့မရဘူးဗျာဘရာဇီးမှာလည်းသူ အဲကက်စမဲတူကဒါမိနစ်90အပြည့်ဒီရောကောင်းကောင်းသူလုတ်ပြနေတယ်ဆိုတော့ကွင်းလယ်မှာဖာနန်ဒက်စ်နဲ့တန်တူကျွန်တော်အရေးကြီးပါတယ်အဲ့တော့ဘရူနိုဖာနန်ဒက်စ်နဲ့ကက်စမဲတူကိုကွင်းလယ်မှာထပ်ပြီးတော့မြင်ရလေဦးမယ်လို့ကျွန်တော်ထင်တယ် right wing back ကဘယ်သူပါလာမလဲကစိတ်ဝင်စားဖို့ကျွန်တော်ကောင်းသွားပြီသိလားဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ wing back ကအပြောင်းလဲရှိလာနိုင်လို့ပဲတိုက်စစ်အကြောင်းလေဆိုထားပါတော့ကျွန်တော်ကတော့ right wing backs မှာဆိုလို့ရှိရင် Mazdawi ကိုမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ် ဒီအာမက်ဒီယာလို့ဆိုတာထက်ပါတော့မာဇာဗီကိုမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော်နေရိုနံပါတ်2နေရာမှာကုညာနဲ့ပေါ့နော်အာမက်ဒီယာလို့ကိုပါလာမယ်လို့ကျွန်တော်ထင်လို့ပဲ။တိုက်စစ်ကတော့ဘင်ဂျမင်ရှက်ကိုမပါနိုင်ဘူးဆိုတော့ဘရန်ယန်အန်ဘူမိုပေါ့လေ။အန်ဘူမိုနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဒီအပိုင်းသတင်းတွေအကြောင်းကျွန်တော်ထင်တာပါ။ပုံမှန်အားဖြင့်ကျွန်တော်ကျွန်တော်မျှော်လင့်ကြကြတော့ဗျာဂျိုဂျူအာဇီဂစီကိုတိုက်စစ်ကိုထားမယ်။ပြီးရင်ကျွန်တော်နေနေပေါ့နော်။ အာမက်ဒီယာလိုကိုကျွန်တော် right wing back ပြန်ပို့မယ်မာဇရာဗီကိုမထည့်နဲ့ပေါ့ပင်ဘရန်ရအမ်ဘူမိုကိုနံပါတ်10ရုပ်ပေါ့တာမျိုးတွေကျွန်တော်မျိုးနေတာဘာလို့လဲဇက်ဇီရိုဘာလို့ကပြောရရင်ဒီလိုမျိုးမှအခွင့်အရေးမရဘူးဆိုလို့ရှိရင်နောက်ထပ်အခွင့်အရေးရစရာအကြောင်းကမရှိတော့ဘူးသို့တော်လည်းပဲကျွန်တော်ကတော့မထင်ဘူးအမ်ဘူရင်ကဂျိုဂျူအဇက်ဇီကိုမတုံးခင်မှာအမ်ဘူကိုတိုက်စစ်ထားလို့ရတယ်ကုညာကိုတိုက်စစ်ထားလို့ရတယ်ပြီးရင်မေဆန်မောင်ကိုကျွန်တော်အနေနဲ့နံပါတ်10ထိုးထားပလိုက်လို့ရတယ်။ဘာလို့လဲဆိုတော့ဇက်ဇီနဲ့ပတ်သက်လို့ရှိရင်မေဆန်မောင်လောက် MOD ကသဘောမကျဘူး။ ဲ့တော့ကျွန်တော်အမြင်ကတော့မေဆန်မောင်းကပဲပို့ပြီးတော့ပါလာဖို့များတယ်ပေါ့နော်ဒီလိုမဟုတ်ရင်တော့မှဘာလို့လဲဆိုတော့ကျွန်တော်တို့အာမတ်ကို right wing backs မှာပြန်ပြီးတော့ဆွဲချထားမယ်ဆိုလို့ရှိရင်အန်ဘူမိုဒီတိုက်စစ်ကိုသွားလို့မရဘူးဆိုတော့အန်ဘူမိုမသွားတဲ့အနေထားမှာမက်ဒစ်ကွညာကတိုက်စစ်ကိုကစားရမယ်ပြီးရင်မေဆန်မောင်းဆိုပြီးတော့တွေးရနိုင်မှုရှိတယ်ပေါ့နော်ဒါကြောင့်လည်းပဲကျွန်တော်ကျွန်တော်ကျွန်တော်မျိုးမြင်ကျင်တာနှစ်ခုရှိတယ်ဗျနံပါတ်1က usual zigzag ကိုကျွန်တော်တိုက်စစ်ပိုင်းမှာမြင်ရဖို့ပဲ zigzag အနေနဲ့ဘာလို့ပြမလဲဆိုတော့တီးဖို့ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော် fernandez ကို နေရုနံပါတ်1ကိုကျွန်တော်တို့ပို့တာပဲအကိုဗီမင်းနူးကိုကျွန်တော်ကယ်ဆင်မဲရုနဲ့ကျွန်တော်တွဲပြီးတော့ဗောနော်ပြည်တနာကမဒီစ်ကုညာကိုတိုက်စစ်ကိုပို့ပါမှာအဲ့တော့ကုညာရဲ့အရေးချင်းကအပြည့်ဝရချင်းမှာရလိမ့်မယ်ဒါအပြင်ကိုဗီမင်းနူးကိုလည်းနီးပြအမိုရင်းကမယုံကြည်ဘူးဆိုတော့ဖာနယ်ဒက်စ်ကကွင်းထဲမှာကွင်းလေပဲဒါကြောင့်ကျွန်တော်တွဲကြည့်ရရင်ဖြစ်နိုင်ချေအများဆုံးကဒါပဲဗျာသိလားဖြစ်နိုင်ချေအများဆုံးကအဲ့တော့ United အနေနဲ့ဒီလူစင်းနေဆိုလို့ရှင်တော့ဗောနော်ဒါ Everton ကိုဒုက္ခပေးနိုင်ဖို့တော့ရှိတယ်တခုရှိတာကတော့ကျွန်တော်တို့ Winbacks တွေပဲ Winbacks နှစ်ယောက်က ဘက်ထရီတူကူကလည်းပဲတိုက်စီကိုလိုက်တာအစဉ်ပြေတလောက်ရှိတယ်ဆိုပေမဲ့လို့ပေါ့နော်တယောက်ချင်းတယောက်ကြော်ဖြတ်နိုင်စွမ်းမရှိဘူးဖြတ်တင်ပေါ်တွေပေါ့နော်အများကြီးကောင်းနေတယ်မှမပါဘူးကုညာနဲ့သူနဲ့ခြားထဲမှာအချိတ်ဆက်ကအဲ့လောက်ကြီးကြီးမမိဘူးပေါ့ဆိုတော့ခန်းစီကိုကပြန်ကူတာလောက်ပဲအစဉ်ပြေမယ်ဆိုတော့တိုက်စစ်မှာကတော်တော်ကိုနည်းပါတယ်ပြီးရင်ကျွန်တော်အနေနဲ့ပေါ့နော်အာမက်ဒီယာလိုရဲ့ဘက်ချင်းမှာရှိတဲ့မာဇရာဝီပေါ့မာဇရာဝီကိုကျွန်တော်ဝင်းဘက်ကိုတုံးမယ်ဆိုလို့ရှိရင်တိုက်စစ်ကကျွန်တော်အနေနဲ့ထိရောက်တော့မှာမဟုတ်ဘူးခန်းစစ်ကခန်းစစ်တော့အစဉ်ပြေတယ်ဗျာ ဆိုတော့အဲ့လို 3G ရင် wing back နှစ်ယောက်စလုံးကတိုက်စစ်ကိုမကူနိုင်ဘူးဆိုရင်ကျွန်တော်တို့မှကစားဖို့အတွက်တိုက်စစ်က3ယောက်ပဲရှိတာပြိုင်ဘက်ခံစီကိုဒုက္ခပြေဖို့အဲ့ဒီ3ယောက်ကမလုံလောက်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခြေထဲမှာဘောလုံးရှိနေလို့ PRB ကစားရင်းနဲ့ကိုရီတိုက်စစ်စဉ်ကိုကျိုးပန်းရင်အဲ့ဒီတိုက်စစ်ပိုင်းကဒီချက်ပူပြီးတော့လူအင်အားများများနဲ့တိုက်စစ်ဆင်နိုင်ဒီမှာကျွန်တော်ရမှာဒါကြောင့်လည်းပဲသူများတွေကခံစစ်ကစားမတယောက်ကိုရှော့ပြီးရင်ကျွန်တော်တို့ဘောနော်တိုက်စစ်ကိုထပ်ဖို့အဲ့လိုမျိုးကြီးကျွန်တော်လုံးကြတာအဲ့ကိုခြေထဲမှာဘောလုံးရှိတယ်ဆိုလို့ရှိရင် ဆိုတော့ကျွန်တော်တို့က၃ယောက်ထဲနဲ့တိုက်စစ်ဆင်ကျင်လို့မရအောင်အဲ့တော့ wing backs ၂ယောက်စလုံးကတိုက်စစ်ဆင်တာကိုအားနည်းတဲ့ကစားမတွေဖြစ်တယ်ဆိုလို့ရှိရင်နေရုနဲ့ပတန်ကစားမတွေတွေအလုတ်လို့ဝါတာတအားကျက်သွားပါလိမ့်မယ်။အဲ့တော့တိုက်စစ်ဆင်တာကောင်းတဲ့ကစားမတက်ရောက်တော့ wing backs မှာပါမှရမယ်။အဲ့ဒီတော့ Maserati ကိုကျွန်တော်ထားပြီးတော့ဗောနော် Brian Ambumu ကိုနေပတန်ကိုပြန်ထား Armadia လို့ကို wing back ကိုပြန်ဖို့တိုက်စစ်မှာကျွန်တော်နေနဲ့ Joshua Zixi ကိုထားပေါ့အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်း Matthias Kunya ကိုထားပြီး Mason Mount ကိုထည့်ပေါ့။ဒါမျိုးကျွန်တော်မျှော်လင့်ရမှာပဲ။ တိုက်စစ်ကကျွန်တော်တစ်ဖက်ဖက်ကတော့ဘောနော်သူလိုက်ပြီးတော့ကူနေမှကျွန်တော်ရမှာဗျာမဟုတ်လို့ရှင်တော့အတင်းတွက်ကဘလို့မှမလွယ်ဘူးဒါကဖြစ်နိုင်ကြီးပွဲထွက်လူစင်းမှာဒီနေရာမှာကျွန်တော်ပါရီစိတ်ပူလဲဆိုတော့ဘလို့ပြောမလဲအတင်းရခံစစ်ကိုကျွန်တော်တအားစိတ်ပူနေတယ်မှာပါတယ်အခုကျွန်တော်ဒီအရင်တော့ဂိုးသွင်းနေတဲ့တိုက်စစ်တော့မဟုတ်ပါဘူးအေဗာဒန်ကလေစက်တပွဲမှာစက်တပွဲကစားပြီးတဲ့ချိန်မှာကျွန်တော်ဘောနော်ခဏနေကြကိုမန်နီတွေဖတ်ပါမယ်အေဗာဒန်ကစက်တပွဲကစားပြီးတဲ့ချိန်မှာတိုက်စစ်ကကျွန်တော်12ကိုရထားတယ်ဆိုတာကိုကျွန်တော်ကြည့်ရင်အဲ့လောက်ကောင်းတဲ့တိုက်စစ်တော့မဟုတ်ပါဘူးဒီလားနော် ။ဒါဆိုလည်းပဲခုနကပြောသလိုပဲကျွန်တော်တို့ခံစိတ်က73ခုပဲပြီးနေရသေးတယ်ဆိုတာကတော်တော်ကောင်းတဲ့ခံစိတ်ပါ။ဆိုတော့ဒီခံစိတ်ကိုကျွန်တော်တို့ကဒုက္ခပေးနိုင်မှာလားပေါ့။ကျွန်တော်တို့ရဲ့အာသာချက်ကကိုရီးယားပထမပိုင်းမှာဆိုဂူတာအသွင်းနေတယ်မှာပါတယ်ပေါ့နော်။ပထမပိုင်းမှာဂူတာအသွင်းနေတယ်မှာပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာဂူအများဆုံးပေးထားရတဲ့အတင်လေဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကအိမ်ဝင်းပေါ့။အိမ်ဝင်းဆိုတော့ကျွန်တော်တို့အများကြီးမျှော်လင့်ချက်ရှိပါတယ်။ဒါအပြင်ကစားမားတွေကတပတ်မှတပွဲလောက်ပဲကစားရတယ်။ဆိုတော့အများဟိုအမ်ဘူမူတို့ပါလို့လဲစောစောစီးစီးပြန်လာရတယ်ပေါ့။ တော့မက်ဒီစ်ကွန်ညာတို့လည်းပဲကျွန်တော်လက်ရှိမှာနိုင်ငံပွဲစဉ်တွေကနေပြန်လာရတယ်မေဆန်မောင်းတို့နားထားတာကြာပြီပေါ့ဂျိုရှုပါလည်းဒီဘင်ဂျမင်ရှက်ကိုမပါနိုင်တာကတော့ဒါအားနည်းချက်ပါတူတော်လည်းပဲသူ့နေရာကိုဖြည့်ကစားပြီးမဲ့သူတွေက different profile type တွေဆိုတဲ့အခါကျတော့အမ်ဘိုရင်းကဒါကိုဘယ်လိုမျိုးပေါ့နော်အံဝင်ခွင့်ချပြအောင်လုပ်မလဲပေါ့ကျွန်တော်တို့ Everton နောက်တန်းကိုကျွန်တော်ကြည့်ရင်အမြင်ပေါ်တွေနဲ့အများကြီးသွားလို့မရအောင်မဟုတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Kane လို့ကစားမားတွေကျွန်တော်ရှိမယ်ပြီးရင် Tarkovsky လို့ကစားမားတွေကျွန်တော်ရှိမယ်ဒီကစားမားတွေက ground ball အားနည်းတယ်ဗျာသိလား အမြင်ပေါ်အရင်အကောင်းနေကစားမတွေဆိုတော့ကျွန်တော်က ground ကနေသွားဖို့လိုတယ်အဲဒါကြောင့်ကျွန်တော်အနေနဲ့ပေါ့နော် zig zig တို့လိုကစားမတွေမပါမင်းနဲ့ကုညာကိုတိုက်စစ်ကိုထားဒါမှမဟုတ်ပေါ့နော်အဲ Brian Ambumo ကိုတိုက်စစ်ကိုထားပြီးရင် Mason Mount ဖြစ်ဖြစ် Master Wee ဖြစ်ဖြစ်ကျွန်တော်ထည့်ပြီးတော့ Everton ရို့မှာတခြားတယောက်ကိုတွန်းဖို့ Diamond ကိုကျွန်တော်မြင်ရမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တာ Everton ကခန်စစ်ကတော်လီကိုချစ်လက်တဲ့မှာပါတယ်ဒါပေမဲ့လို့သူတို့က ground မှာတအားနှီးတယ်အဲ့တော့ United တို့ရဲ့ကျွန်တော်အနေနဲ့ပေါ့နော် Ambumo တို့ကုညာတို့ရဲ့ဆွမ်းဆောင်ရည်မျိုးမျိုးကျွန်တော်မြင်ရမှာအမြင်ပေါ်တွေကိုခဏမိထားပြီးတော့ ပြဿနာကကိုရီးယားအမူရင်းကအမြင်ပေါ်နေပဲသူကအာသန္တာကောင်းတာ direct play တည်တယ်မလားဒါမျိုးတွေကိုသူကအာသန္တာဗျာအဲ့တော့ကျွန်တော်ဒီပွဲမှာ ground ကနေအပြေရှာဖို့ကျွန်တော်လိုပါတယ်။ဘာနဲ့သွားတူမလဲဆိုတော့ကျွန်တော်တို့အဲဒီ Nottingham Forest တို့ဘာလို့လဲသွားတူလိမ့်မယ်။ဘာလို့ Forest ကအမြင်ပေါ်အားကောင်းတဲ့တွေမှာပါတယ်ပေါ့နော်။အဲတခု ground ground jewel တွေတည်းသူကကောင်းနေဗျာ။အဲ့တော့ Forest နဲ့ပွဲမှာကျွန်တော်တိုင်ပတ်ခဲ့ရတယ်။ဆိုတော့ Everton နဲ့ပွဲမှာအဲ့ဒီလိုပြဿနာကိုကျွန်တော်ကအပြေရှာဖို့ကျွန်တော်လိုတယ်ပေါ့နော်။အဲကြောင့် ဒီ Everton ဘက်ကတော့ကျွန်တော်ကတော့ဂူးတော့ပြက်လိမ့်မယ်လို့မထင်ဘူးသိလား Everton တစ်ဘက်ကြားထဲမှာဂူးပြက်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး clean sheet တော့ကျွန်တော်ရမယ်လို့ကျွန်တော်မျှော်လင့်မထားဘူးဘာလို့လဲဆိုတော့ကိုဒီနီနဲ့ Everton ရဲ့ဘက်မှာ clean sheet ရဖို့ဆိုတော့ကိုခန်စီဘယ်လောက်ကောင်းလဲဆိုတာလည်းရှိသေးတာကျွန်တော်ခန်စီက Everton ဘက်ပူဆူပါတယ်ဆက်တက်ပွဲမှာကျွန်တော်18ဂူးဒီပြီးထားရတယ်ဆိုတော့ခန်စီပါအဲ့တော့ Everton ရဲ့တိုက်စစ်ကကောင်းနေတာနဲ့ပေါ့နော်ကျွန်တော်ကတော့ဒီကောင်တွေအပြင်အမြင်ပေါ်တွေလည်းကောင်းနေဗျာအဲ့တော့ဂူးတော့ပြန်ပေးရလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်9ပွဲ ယူနိုင်စွမ်းအပြည့်အဝရှိတယ်လို့ကျွန်တော်ထင်တယ်2-1နဲ့နိုင်တာမျိုးလို့1-0နဲ့1-0တောင်ပြန်2-1နဲ့နိုင်တာမျိုးလို့သိတယ်တော်တော့3-1နဲ့နိုင်တာမျိုးလို့တော့ကျွန်တော်မျှော်လင့်တယ်တိုက်စစ်ကလည်းပထမပိုင်းမှာဂိုးတွေတချို့တွင်းတဲ့တယ်မှာပါတယ်အိမ်ဝင်လည်းဖြစ်တယ်ဆိုတော့လေနော်အဲကျွန်တော်ကတော့ဟိုဘယ်လိုပြောမလဲအများကြီးပိုကောင်းတဲ့ performance ကိုကျွန်တော်မျှော်လင့်ထားပါတယ်ဒါအပြင်ကစားသမားတွေကိုဟိုနီးပြကိုကျွန်တော်သိထားရမှာကโอเคငါတို့လက်ရှိရှေ့လျှောက်ကစားမယ့်ပွဲတွေကဗောနော်ငါတို့ရဲ့အောက်ကအတင်းနေကစားရမှာဆိုတော့တက်နိုင်နေများဆိုလို့လူလူစုံတက်စုံရှိနေတော့ အန်ဘူမူတို့ဘာလို့ပေါ့နော်ကျွန်တော်ကဒီဟိုမသွားတော့နိုင်ငံပွဲစဉ်တွေမသွားတော့မှာဒီလိုလူစုံတက်စုံနဲ့ကျွန်တော်ကရှစ်ယောက်ပွဲစဉ်တွေနိုင်ဖို့လိုပါတယ်။အဲကြောင့်ကျွန်တော်ကတော့ဂိုးတော့ရလိမ့်မယ်။တတင်းနဲ့တတင်းကြားထဲမှာဂိုးတွေအပြန်လန်ပြေးရလိမ့်မယ်လို့ထင်နေသို့တော့ဂိုးအများကြီးတော့တွေးရဖို့လည်းကျွန်တော်မျှော်လင့်မထားဘူး။ဆိုတော့ twin ဂိုးနေတဲ့ပွဲစဉ် ယူနိုက်တက်ဘက်ကကတ်နိုင်မဲ့ပွဲစဉ်ကိုကျွန်တော်မျှော်လင့်ထားတယ်ညီကလူရောဘလူမြင်ကြတယ်ကျွန်တော်ဆွေးနွေးကြပါကျွန်တော်တို့ဘယ်လူစင်းနေဘယ်နေရာတွေမှာပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်ထင်ကြတယ်အဲရှက်ကိုနဲ့ပက်တလူကတော့ကျွန်တော်မနက်ကလည်းပဲပေါ့နော်ဒီသတင်းစာရှင်းလင်းပွဲမှာကျွန်တော်ပြောခဲ့ပြီပေါ့ဒီ reaction video မှာရှက်ကိုကပြန်ပါလာမဲ့အချိန်ကအန်ဘူမူတို့ဒီမတ်ဗါလဲဒီအာမက်ဒီယာလိုတို့မာစတာဝီတို့နိုင်ငံပွဲစဉ်တွေတွားမဲ့အချိန်မှာရှက်ကိုပြန်ပါလာလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောထားတယ်ပေါ့နော်ဆိုတော့အနည်းဆုံး အခုပွဲစဉ်ကစလို့ဘောနော်၃၄ပွဲလောက်တော့ရှက်ကိုလွဲဦးမယ်ဆိုတဲ့သဘောပဲ၃ပွဲလောက်တော့ကျွန်တော်လွဲဦးမယ်ပေါ့၄ပွဲများလောက်မှာတော့ပြန်ပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော်၄ပွဲလောက်မှာတော့ကျွန်တော်ပြန်ပါလာလိမ့်မယ်လို့ထင်တယ်အဲ့တော့ဘယ်လိုပြောမလဲ United ကအချင်းကြီးကောင်းပါเนาะအချင်းကြီးကောင်းဆိုတော့အများကြီးအနားမယူရတာကပဲကောင်းလာပြီเนาะဆိုတော့ကျွန်တော်ကတော့ဒီပွဲမှာကက်ပြီးတော့နိုင်နိုင်မှုကျွန်တော်မျှော်နေတယ်ညီကတို့ရောဘယ်လိုမြင်ကြလဲเนาะစူးနေကြပါဆင်တမိုင်းเนาะမင်္ဂလာပါတဲ့เนาะမင်္ဂလာပါမင်္ဂလာပါဆင်တမိုင်းမင်္ဂလာပါ အဲဆိုတော့ဒါကတော့ကျွန်တော် live လုပ်တာပေါ့နော် live live လုပ်နေတာဟုတ်တယ်ဒီချိန်က live လုပ်လေးသိပ်မရှိဘူးဆရာသမားကြီးเนาะဒါပေမဲ့လို့ဒီနေ့စနေနေ့ကပြောမလဲအဆင်ပြေနေတယ်ပေါ့နော်အဆင်ပြေနေတယ်ဆိုတာညကအေးပြတာပါညလည်းမရှိတော့ live ကလုံနိုင်နေပြသေးတယ်နော်မင်္ဂလာပါနေเนาะဝဲကြီးကြီးနာပြားတယ်နှစ်နာရီခွဲဆိုတော့လေတဲ့နော်ចောင်းတက်မှာမထမ်းနိုင်ဘူးဟုတ်ပါပြီနော်3 C လောက်နဲ့ပြီးမယ်ထင်တာလေပြားတယ်နော်ဟုတ်ပါမလားဆရာသမားနော်3 C ကျွန်တော်ကျွန်တော်တို့ခန့်စစ်ကဂူဂူကျွန်တော်တို့ clean sheet ယူနိုင်ပါမလားဟမ် clean sheet ယူနိုင်ပါမလားကျွန်တော်တို့ပွဲတိုင်းဂူပြီးနေရတာနော် ယူနိုက်တက်ကပရီးမီးယားလိပွဲစဉ်၁၁ပွဲကစားပြီးသွားပြီကျွန်တော်ဂိုးမပီးရတာတပွဲပဲရှိသေးတယ်။ဂိုးမပီးရတာကျွန်တော်တပွဲပဲရှိသေးတယ်ကျွန်တော် clean sheet ယူနိုင်ပါမလားဆက်သမိုင်းလောက်ကြအောင်ဟမ်အေဗာတန်က၁၁ပွဲမှာ၁၃ဂိုးပဲပီးရသေးတယ်။ကိုရီထက်အများကြီးကောင်းတဲ့ခံစီကိုဒီကောင်တွေကပိုင်ထားတာအဲ့တော့၃ဂိုးသွင်းနိုင်ပါမလား။ကိုရီတိုက်စစ်ကလေ၃ဂိုးသွင်းနိုင်ပါမလားကဲနော်ဘယ်လိုလုပ်ကြမလို့။အိမ်ဝင်း form ကောင်းနေတာတဲ့နော်မနိုင်တော့မှဗျာတဲ့နော် အဲတက်မှတ်တော့ရအောင်ယူနိုင်လိမ့်မယ်လို့ထင်တာပဲတဲ့နော်တက်မှတ်တော့ရအောင်ယူမရမယ်စေတမနော်တာတက်မှတ်တော့ကျွန်တော်ရအောင်ယူမရမယ်သိလားမဟုတ်လို့ရှိရင်တော့မလွဲဘူးဒါကျွန်တော်သိတဲ့အတိုင်းပဲကိုတင်းရဲ့အချီနီကပေါ့နော်ကိုတင်းရဲ့အချီနီကဟိုဘယ်လိုပြောမလဲဒီလိုပွဲလေးဒီမှာပေါ့နော်ဒီလိုဒီလိုပွဲလေးဒီမှာကျွန်တော်အမှတ်မယူနိုင်ဘူးဆိုလို့ရှိရင်တော့တော်တော်တိုင်ပတ်သွားလိမ့်မယ်သိလားတော်တော်တိုင်ပတ်သွားလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ကရှိမှဆိုလို့ရှိရင်အရန်ခတ်တဲ့အသင်းနေကျွန်တော်တွေ့ပြီးသွားပြီပဲသိလားအရန်ခတ်တဲ့အသင်းနေကျွန်တော်တွေ့ပြီးသွားပြီ ဆိုတော့အဲ့ဘွေဒီမှာလည်းတချို့ဘွေဒီနေကျွန်တော်အမှတ်ရအောင်ယူနိုင်နေပေါ့နော်ဆိုတော့အခုတော့ကျွန်တော်ရအောင်ယူနိုင်မလားပေါ့ထပ်ပြီးတော့ကျွန်တော်ကြည့်ရမယ်နော်မင်္ဂလာပါတယ်ဟုတ်ကဲ့ပါနည်းနည်းထင်နေတယ်ဗျာဟုတ်လားကျွန်တော်အခုတည်းတော့ထက်ပြောင်းလာတယ်နော်အေးဘာအဖြစ်မဲမသိဘူးအဲ့ဒါကိုတိုင်ပတ်တာသိလားသိမဲမနက်ကမနက်က live မှာတော့မှအစဉ်ပြေးနေတဲ့ကိစ္စအော်လေနော်မနက်က live မှာတော့မှနော်အစဉ်ပြေးနေတဲ့ကိစ္စကိုဘာထပ်ဖြစ်မဲမသိဘူးလေတော့တည်းတော့ကျွန်တော်ပြောင်းလာတယ်အခုစဉ်ပြေးကြလားမသိပါဘူးနော် မင်္ဂလာပါရယ်နော်โอเคပါအမြဲတမ်းအားပေးနေပါတယ်ကျေးဇူးများရပါတယ်နော်အတန်တူနေတဲ့နော် brother အတန်တော့ဒီမှာဆင်ပြေပါတယ်သူများကြီးလည်းအတန်တော့ဆင်ပြေတယ်ကျွန်တော်လည်းဒီမှာချက်ထားတယ်နော်တက်နိုင်ဆုံးကျွန်တော်တို့နော်အကောင်းဆုံးချက်ထားတယ်ဆိုတော့ဘလူးရလက်ထပ်ပေါ်လာမယ်လို့ထင်ကြလဲကျွန်တော်တို့ပြကျွန်တော်ကုညာကိုဂိုးသွင်းစီနေတာမှန်းမ်းပြောရင်ဘလူးပြောရမလဲမတိစ်ကုညာနဲ့ပတ်သက်လို့ရှင်လဲအတင်းမှာပေါ့နော်အတင်းမှာအတင်းမှာကကုညာကကောင်းနေတယ်ပါကောင်းပါတယ်ကုညာကလေကောင်းကုညာကောင်းပါတယ်မကောင်းပါဘူးမဟုတ်ပါဘူးအဲပြည်တနာကဘာဖြစ်လဲဆိုတော့ မန်ဒီစ်ကူညာအနေနဲ့ပေါ့နော်။တွင်းကိုတွေပါတယ်မရသေးဘူးပြတယ်တွင်းကိုတွေဖန်တီးမှုတွေကလေအဲ့ဒါတော်တော်လေးစိုးတယ်။သူစီကနေပြီးတော့ကျွန်တော်တွင်းကိုတွေဖန်တီးမှုတွေမြင်ရမှာဖြစ်မှာ။ဆိုတော့ဒီလူရှက်ကူတို့ပါတော့မပါနေတဲ့အချိန်မှာကူညာကိုအားကိုးရမှာပြီးရင်ကျွန်တော်တို့အမ်ဘူမူတို့ပါလို့ဆိုလို့ရှိရင်အာဖရိကပွဲတွေကိုကျွန်တော်ကလက်လွှတ်ရတော့မှာဗျာဒီလား။အဲ့တော့ကျွန်တော်တို့ဒီလိုပွဲမျိုးမှာကအခုကလေးကစပြီးတော့ကုညာကြီးကတွင်းကိုးတွေပါတယ်မြင်ထားမှာဗျအစဉ်ပြေမှာ အမူမူရကဂိုးတွေတွင်းနေပြီးတော့ရုတ်တရက်ဆူလိုနိုင်ငံပွဲစဉ်တွေတွားကစားတယ်ပြဿနာကကုလူကဘာမှမလုပ်နိုင်တော့ဆိုလို့ကျွန်တော်တိုင်ရပတ်အောင်ပါဗျာဒီလားဆိုတော့ကုညာစီကနေပြီးတော့ပူကောင်းတဲ့ performance ကိုကျွန်တော်မြင်ရသိနေပြီပေါ့နော်ခန်စစ်ကားတဲ့ဥဂါဒီပါလို့ရှင်ဂူပီယာမှာတည်ကြတယ်ဗျာတဲ့နော်ဥဂါဒီကတော့ကွင်းလင်မှာကစားတာပါနော်ဒါပေမဲ့လည်းလို့ကျွန်တော်အနေနဲ့ပေါ့နော်ဟိုဥဂါဒီကတော့ပါမယ်လို့ကျွန်တော်မထင်ပါဘူးကက်စမဲရူနဲ့ဘရူနိုဖာနက်စ်ပဲကွင်းလင်မှာပါဖို့များပါတယ်နော်စန္ဒလာမင်းလေးကိုပဲယုံကြည်ရမှာပဲเนาะစန္ဒလာမင်းလေးပဲယုံကြည်ရမှာပဲကျွန်တော်တို့မှာစန္ဒလာမင်းပဲရှိတယ်ဆရာသမားကြီးเนาะ စန္ဒာလာမင်းလေးပဲရှိတယ်ခန်းစေးကကောင်နေရတအားကိုတိုင်ပက်တယ်ဆိုတော့လေနော်ညဝေါ်ချောင်းရှိပါဆိုတော့ညဝေါ်ချောင်းရှိပါတယ်ကျွန်တော်တို့ဒီချဲစီနဲ့ပွဲရစပြီးတော့ဝေါ်ချောင်းလုံမလာတော့ကျွန်တော်တွေးနေပါတယ်နော်ပွဲရဗျာအတင်းကြီးပွဲစီနေတော့ရှိတယ်ဒါပေမဲ့ပွဲကြီးပွဲကောင်းနေရအဲ့လောက်မရှိဘူးဖြစ်နေတာဗောနော်ညအဲဗာအာဆင်နယ်တို့ပွဲပဲရှိတာဗောနော်အာဆင်နယ်နဲ့စပါးပွဲဗောနော်အဲ့ဒါကနော်အာဆင်နယ်နဲ့စပါးနေရမနေ့ပြန်မှာဗောနော်ဆိုတော့မန်ချက်စတာစီးတီးပွဲပြောတော့ sorry စီးတီးနဲ့ကာဆယ်ပွဲတော့ရှိတယ်ဗောနော်အဲ့ဒါ7နှစ်နာရီမှလာမှာ ဲ့ဒီရှိမှာတော့လေပါဦးပွဲတို့ပါလို့ရှိတယ်ဗောလေဖန်လီပွဲတို့ပေါ့နော်အဲ့မှာတော့ကျွန်တော်တို့ပေါ့နော်ကြည့်သွားမယ်ဟိုကျွန်တော်နေပါတယ်လို့ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်နော်လမန့်စ်ပဲအကူကမဲတယ်နော်ဟုတ်ပါနော်အဲကုညာကတကူအောင်ဆန်နေပြားတယ်နော်အဲကျွန်တော်တို့ခဏတိုင်းလဲအဲ့ဒါပြောတယ်ဗောလေမဂျေးစ်ကုညာနဲ့ပတ်သက်ပြီးတော့ပူပြီးတော့သိတယ်မလားဒီသူပြီးဘူးလူတွေဖန်တီးမှုတွေကိုသူအားပြဘူးလူတွေပေါ့သိတယ်မလားရရင်ရတဲ့နေရာကနေအတုံးစုတ်ကန်နေတာမျိုးတွေကအဆင်မပြေဘူးပေါ့နော်ကန်ချက်ကတော့ဝင်သွားရင်တော့လှတယ်ဘာညာဆွေးမိတယ်လူပေါ့နော်အဝေးကကန်နေတဲ့များကလာပလုံကတော့ ချိန်20ကံမှတကူးနှစ်ကူးလောက်ပဲတည်ကြမယ့်အနေအထားမျိုးပြသေးလားဆိုတော့အဲ့တော့ကုညာအတွက်ဂူးကလူပါတယ်နော်ဂူးလူတယ်သူတို့လည်းပဲဂူးလူတယ်ဆိုပြီးတော့တွေ့တဲ့များနေရာနေဆွတ်ဆက်ကံလို့လည်းကျွန်တော်မရဘူးဗျာနော်ဆိုတော့ပြီးရင်ကုညာကဘောလုံးမပေးဘူးပေါ့နော်အရန်ကိုကျွန်တော်တို့ဘယ်လိုပြောမလဲဘလောက်ပဲကြက်ကြက်တယောက်တည်းဆွတ်ဆက်လှုပ်ချင်နေတာမျိုးတွေပေါ့အမ်ဘူမိုနဲ့ကွာသွားတာကအဲ့ဒါပဲအမ်ဘူမိုကမက်ဒီစ်ကုညာလိုမျိုး dribbling အရန်ကောင်းတဲ့ကစားမှာတော့မဟုတ်ပါဘူးသူတို့လည်းပဲသုံးဖြည့်ချက်တွေမမှန်ကန်ကန်ချနိုင်တယ် အထီရောက်တဲ့ပေါ့နော်ကျွန်တော် effect သူသူလုံးဝပေါ့နော်ထီရောက်မှုတွေရှိအောင်သူလုံနိုင်ပြန်ရှိတယ်ဗျာအဲ့တော့ကျွန်တော်မျောလင်းရတာဗျာရောကုညာကိုအခုကလေးကပူကောင်းတဲ့ကစားမတယောက်ပဲကျွန်တော်မြင်ရမှကျွန်တော်ဖြစ်မှာပေါ့နော်ဒါလုံးမပါဘူးမျောနေနေဗျာလဲဒါလောက်ကတော်တော်ကိုအချီနီမကောင်းနေတယ်မှာပါတယ်တဲ့နော်ကုညာက link up play နေပူကောင်းမှုလို့လေဗျာတဲ့နော်အမှန်ပဲဆက်သမိုင်းနော်ကက်စမဲရိုထွက်မဲ့လို့တတိနေထွက်နေတယ်ဖြစ်နိုင်လားလဲဖြစ်နိုင်တာပေါ့ကက်စမဲရိုကကျွန်တော်နွေရာသီပြောင်းရှိမှာအတင်းဘက်ကကျွန်တော်လက်လွတ်ဖို့ကြိုးပမ်းတော့မယ်ကိစ္စအော ကက်စမီရီလိုဘာလို့ကိုကျွန်တော်ကဆက်ထားဖို့မသိတော့ပါဘူးเนาะဆက်ထားဖို့ကျွန်တော်မသိတော့ပါဘူးကက်စမီရီကဆိုတော့ဘာလို့လဲဆိုတော့အသင်းအနေနဲ့ကက်စီရိုနဲ့ဆက်သွားလို့မရတော့ဘူးကက်စမီရီလိုဘာလို့ထက်ပေါ့เนาะပူကောင်းတဲ့ကျွန်တော်ဒါကစားသမားတွေကိုပဲကျွန်တော်ဒါမျှော်လင့်မှကျွန်တော်ရမယ်ကက်စီရိုကအခုချိန်မှာဆိုလို့ရင်အသက်အရွယ်တွေကကျွန်တော်ရနေပြီပေါ့เนาะအသက်အရွယ်တွေကျွန်တော်ရနေပြီအဆင်မပြေတော့ဘူးเนาะဒါအပြင်ကျွန်တော်ဒီနေကက်စမီရီနဲ့ပတ်သက်ပြီးတော့လေဟိုရေချီလဲကျွန်တော်ကမျှော်လင့်လို့မရတော့ဘူးဗျာအဲ့တော့ကက်စီရိုဘာလို့ကိုကျွန်တော်ကရောင်းချနိုင်မှာကိုကျွန်တော်ဖြစ်မှာ နော်ရောင်းချနိုင်မှာကိုကျွန်တော်ဖြစ်မှာဆိုတော့ကက်စမီရီတို့ကိုကျွန်တော်လက်လွတ်နိုင်မှာဖြစ်မယ်ဒီတရားဒီပဲဗျာအလုံးစုံသုံးရင်အဲ့ဒါကျွန်တော်ပူသုံးလို့မရအောင်နော်ဆိုတော့ဒါကတော့လက်ရှိတော့ပွဲကြုံသုံးတဲ့ချက်ပေါ်လေးအတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒါကျွန်တော်ကတော့အေဗာတန်ကိုအနိုင်ယူနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ထားတယ်ညီကလို့ရောဘလူးမင်းရတယ်ရလက်တော့ပြတ်သားလိမ့်မယ်လို့မထင်မိမဲ့လေလို့ပေါ့နော်ဆွေးနွေးကြပါဦးစကြည့်ချူပါပြတဲ့ညီကိုများလုံးကိုချစ်သူများကြီးတင်ပါတယ်